အဲ့လိုကိုယ်အဲ့လိုဒီအိမ်မော်တီကိုတက်ပြီးဆွဲမယ်လို့ဘယ်လိုမှမထင်ရခဲ့ကျွန်တော်နာမည်မင်းခမ်းပါအသက်23နှစ်ကိုပိုင်နံပါတ်1039ခမာရ36ခံမလိုက်တိုင်ပရလာဆိုတဲ့ဖြစ်စဉ်ကပဲချင်းလောက်မှာဖြစ်နေည7နာရီခွဲလောက်ပေါ့ည7နာရီခွဲလောက်မှာအဲတော့ဖျောင်းနေထုံးနေထိတော့မယ်ဆိုကျွန်တော်ထောင်းတဲ့အချိန်မှာအဲရောက်ပါဦးအုပ်ချုပ်ရင်းတက်လာတယ်အုပ်ချုပ်ရင်းတက်လာတယ်နောက်ကျတော့အုပ်ချုပ်ရင်းအပြင် ဒီစတာနှစ်ယောက်ပါပေါ့စတာနှစ်ယောက်ပါတယ်ပါပြီးတော့အဲကျွန်တော်အဲ့လိုဘေးတရာရှိလို့ဆိုပြီးတော့လာခေါ်ပါတယ်ခေါ်ပြီးတော့အဲကျွန်တော်အဲ့ဒီပါရုံးခေါ်ပါတယ်ပေါ့ခေါ်ပြီးတော့အဲဘေးတော့ဆစ်ကြုံကြီးကိုကုတယ်ဘေးတော့ဆစ်ကြုံကြီးမှာတလားလောက်တော့ကြာတလားလောက်ကြာပြီးတော့အဲတဏ္ဍာရှင်ပဲခေါင်းတဏ္ဍာရောက်ကုတယ်ဆစ်တဏ္ဍာတုံးလာပြီးတော့ခမရ၃၅မော်လေးတိမ်မှာတောင်းကြတယ်အချင်းညာ စနေတော့ပဲရှိအောင်ကင်းဆောင်နေတော့ကင်းဆောင်နေအချိန်မှာအေယူပေးပါနေလို့တနက်စနေတန်းကြာတော့တော့ညနေမှာကျွန်တော်တို့တည်နေဖြစ်နေအဲ့ဒါကျွန်တော်တို့ကဝတ်သူကရောက်ရောက်လာတော့ရောက်ကထောင်အားလာရှိခလာတော့အဲ့လိုစီးဖြစ်လာတင်းကျင်နေကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အစိုးခံခံဝဲတိုင်လောက်ရှန်ဆုတ်လာကျွန်တော်တို့ဒီရလည်းတော်တော်ကြာနေတယ်အဲ့ဒါနဲ့အောင်15ယောက်90တော့ပဲကျွန်တော် လုံးဝမနိုင်တဲ့အဆုံးမှာနောက်ပြန်ဆုံးတယ်။ဘယ်လိုလဲခေါမမှာကထိုင်ချပြတယ်။အဲ့နေ့ကကျွန်တော်တို့ပိုင်းဆယ်ရောက်တော့ပါတယ်။ပိုင်းဆယ်ရောက်တော့ပါတယ်။မိုင်းတောင်တဲ့သူကတယောက်ပါ။အဲဒီကံခွဲခေါမကပချတယ်ပေါ့။မိုင်းလိုက်ထောင်ရင်းနဲ့အဲတကယ်ကြီးမြောက်တွေ့ရတယ်။သူ့သမီးရမလို့ဘာလို့နေရလဲ။ထပ်ပြေးဖို့ကြံနေတယ်ဟဲ့။မကြပါဘူး။အဲတော်ပဲငါလိုက်ရမယ်လို့။အဲအဲ့လိုပြောပြီးတော့၆နိုင်၆သူသူလေးတဲ့ချိန်တော့လေ။ ်ဒီအရှူအောင်တဲ့အနေနဲ့ပြည့်စင်ပြီးတော့ဒီကသူလည်းဒီလိုပဲဖပြလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖပြလို့မရဘူးဆိုလည်းဒီတက်ထဲမှာပဲသူတို့သူတို့မှသူအသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောက်ခံရကြတာများတယ်အဲ့ဒါဆိုတော့ဒီစစ်တပ်မှာစစ်သားဖြစ်လာကြတော့ဒီဟိုမလို့ရှင်နေမပြစ်ရှင်နေသူတွေပြစ်နေရပဲဒီ မဝင်ရင်းတဲ့အိမ်တွေလည်းဝင်ရတာပဲမယူရင်းတဲ့ပစ္စည်းတွေယူခဲ့ရတယ်အဲ့လိုမျိုးရှိအဲအစီအရဝင်မယ်ပေါ့ဝင်ပြီးတော့ဒီစစ်အာနာရှင်စနစ်ကြီးကိုမကြိုက်တဲ့အနေနဲ့ပြန်ပြီးတော့တော်လိုက်နေတဲ့စိတ်ပဲဟုတ်ကဲ့